မြမပြီးမှခင်မကြီးဆယ်ပါပြင်မာတာများရင်ကတ်တွေစိုက်တော်တာကတ်တွေစိုက်ဒါကြောင့်မလို့ဩသာသနာမှာကြီးညိုတတ်အောင်လုပ်ဖို့လိုတယ်ကြီးညိုတတ်ဖို့လိုတယ်ဆိုသရတရားဓက်ခံကောင်းရင်ကြီးညိုတတ်တယ်သရတရားဓက်ခံမကောင်းလို့ကအကုသိုလ်တွေကြီးပဲဆိုတော့တခါကဘုန်းကြီးကဘုန်းကြီးတို့မနေဘူးဆိုတာ၄ရှိတယ်မနေတာသူ့အပိုင်းဟုတ်ပြီလား ကိုယ်အပိုင်းကတော့ကိုမလူချင်းဥပ္ပခာပြီးချွတ်ကိုယ့်ကိုကြွေးချယ်ပြီးလူပေါ့အကုသိုလ်တော့မဖြစ်စေနဲ့လေတကယ်တမ်းကျတော့အလူကံပုဂ္ဂိုလ်နဲ့အလူပေးပုဂ္ဂိုလ်ကအလူပေးပုဂ္ဂိုလ်ကအဓိကပဲအလူကံပုဂ္ဂိုလ်မပြည့်ဆိုရင်သူ့အပိုင်းကိုကတန်ငါလို့အာရုံပြီးအကျိုးတရားရနိုင်လားမရနိုင်ဘူးမိလင်နာပညာမှာလာတဲ့သိကောင်းတာမိလင်နာမင်းကြီးကရှင်နာကဒေနာကို မေးတယ်ဒီခေတ်နဲ့သိကြိုက်တယ် မိလင်နိုင်မင်းကြီးအရှင်နာဂသေနာဘလို့လျှောက်တယ်ဆိုတော့အရှင်ဘုရားနာဂသေနာတဲ့သာသနာတွင်မှာဒုတိလအလိစီဖြစ်နေတဲ့ယန္တပါသီလမလုံခြုံတဲ့ယန္တပါကိုလှူရင်ကောတဲ့လှူတဲ့ပုံကိုယ်တွေမှာအကျိုးတရားရှိနိုင်ပါမလားဘုရားတဲ့အဲ့လိုပြောတော့ရှင်နာဂသေနာဥပမာလေးပေးတယ်တခါတော့မင်းကြီးတဲ့ရေနွေးပူဟာမီးပူကိုတော့ညှိနိုင်ပါတယ်ဥပမာလေးဘာလဲတော့ ရေနွေးပူဟာမေးပူကိုတော့ညှိနိုင်ပါသေးတယ်တဲ့ပုတ်ပွက်ဆူနေတဲ့ရေနွေးကလက်နဲ့ကင်လို့ရလားရေနွေးဒီလောက်ပူနေတဲ့ရေနွေးဟာမီးမီးတောက်ကို သွန်းတုံပြီးတော့ညှိရင်ညှိနိုင်လားမညှိနိုင်ဘူးရေနွေးပူဟာမီးပူကိုတော့ညှိနိုင်ပါသေးတယ်ဒုတိလဖြစ်နေပေမဲ့တန်ငါကိုအာယုံပြုတ်ပြီးလူရင်လူတဲ့ပုံကမှအကျိုးရှိလားမရှိဘူးလား ကြီးညိုတတ်ပါစေသာသနာနောက်ပိုင်းကတန်ခါးရရှားသွားပြီနောက်ပိုင်းကာလရင် နေရွက်မာကိုသင်္ကန်းစာလေးခြိထားတဲ့ပုံကိုယ်တော်ကိုကိုယ်ွယ်တဲ့အစင်းကြီးရောက်သွားတော့မာသောပေါ်လား